ဇလန်းရုပ်ရှင်များကိုပြတာတဲ့အခါကျရင်ရုပ်ရှင်ရုံမှာပြမယ်ရုပ်ရှင်ရုံကို လူတွေကလာကြည့်ရမယ်ပေါ့နော်အခုကရုပ်ရှင်ရုံကိုလူလာကြည့်တာတယ်လူရှိတဲ့စီကိုကို content ကသွားမှရမယ်လीအဲ့တော့ကို content ကြီးရအောင်ဆိုလို့ရှိရင်တော့ online platform တစ်ခုလိုပါတယ်အဲ့ဒါအတွက်ဒီကနေ high ကနေပြီးတော့မှအာဖန်တီးပေးတဲ့အတွက်ကျေးဇူးလည်းပဲတင်ပါတယ် ကျမရဲ့ dreams တစ်ခုကိုတွေ့ရတာပေါ့နော်ကျမလွန်ခဲ့တဲ့အနှစ်20ကျော်ကနေမြန်မာပြည်မှာ mainstream media အပြင်ကိုမှ independence filmmakers platform တစ်ခုကိုလည်းပဲကျမတည်ဆောက်ချင်ပါတယ် now filmmaker young filmmaker လို့ခေါ်ရင်ငယ်ရဲပေါ့နော် filmmakers တွေကိုလည်းပဲ 10-20-70 theory အတိုင်းတက်စေချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့10%ဖြစ်တဲ့ do's e don'ts e စီးမင်းနေစီးကန်းနေကိုသိမှသူကကျင့်ဖို့ကိုသိမှာလေ။အဲ့တော့ကျင့်ဖို့ကိုသိလာခဲ့တဲ့အာ မျိုးဆက်တစ်ခုကိုပေါ့နော်မျော်လင့်ရင်းနဲ့ဒီမှာထုတ်လုပ်မှုအတွက်ဆိုပြီးတော့အပြင်မှာလဲ private school တွေတည်ထောင်မှုအပေးတယ် private school တွေကနေပြီးတော့လဲစာသင်တယ်ပြီးတော့ကျွန်မရေးချင်မှုတက္ကသိုလ်မှာလဲ film faculty and theater ဆိုတာရှိရလေရုပ်ရှင်နဲ့ပြဆက်ဌာနရှိရအဲ့ဌာနမှာလဲကျွန်မ app မောက်ခအနေနဲ့စာသင်ပါတယ်အဒီလိုသင်ရင်းနဲ့ပေါ့ ငယ်ရွယ်တဲ့ fresh ဖြစ်တဲ့ရုပ်ရှင်ထုတ်လုပ်တဲ့လူတွေ content maker လို့ခေါ်တဲ့ဇလံများကို ထုတ်လုပ်တဲ့သူများဖြစ်အောင်လို့ဆိုပြီးတော့ကြိုးစားခဲ့ပါတယ်။ဒါကြောင့်မလို့ထုတ်လုပ်မှုကဏ္ဍမှာတော့လေတော်တော်စိတ်ချရသလောက်ရှိရပေါ့။ဒါပေမဲ့ကျမတို့ကထုတ်တိုင်းထုတ်တိုင်းလည်းပဲဟိုကိုယ့်ရင်ထဲကိုတင်ထားလို့မရဘူးလေ။အများပြည်သူပြည့်နေအောင် ပြရမှာဖြစ်တာပေါ့။အဲ့တော့အဲ streaming platform ကလည်းပဲလိုတယ်။အာကျမတို့ရင်တော့ တဏာယီရုပ်ရှင်ပေါ့ဇလန်းရုပ်ရှင်များကိုပြတာတဲ့ခါကြရင်ရုပ်ရှင်ယုံမှာပြမယ်ရုပ်ရှင်ယုံကို လူတွေကလာကြည့်ရမယ်ပေါ့နော်အခုကရုပ်ရှင်ယုံကိုလူလာကြည့်တာတဲ့လူရှိတဲ့စီကိုကို content ကသွားမှရမယ်လीအဲ့တော့ကို content ကြီးရအောင်ဆိုလို့ရှင်တော့ online platform တစ်ခုလိုပါတယ်အဲ့ဒါအတွက်ဒီကနေ high ကနေပြီးတော့မှအာဖန်တီးပေးတဲ့အတွက်ကျေးဇူးလည်းပဲတင်ပါတယ် now ကျမတို့ရဲ့ အာရုပ်ရှင်တွေမှာလုံမဲ့ထုတ်လုံမဲ့ကလေးတွေ ਆ လေအာကျမတို့ဇလန်းတွေကိုနိုင်ငံတကာရဲ့မျက်စီထဲမှာမြင်အောင်ဝင်အောင်ပြပြတတ်ဖို့လိုတယ် how to tell your story ပေါ့နော်အဲ့ဒါအတွက်လဲကျမဟိုဗမာပြည်အနှံ့မှာပဲဒီ story telling art of story telling ဆိုတဲ့သင်တန်းတစ်ခုကိုလည်းပဲဟိုပေးပါတယ်အခုတိုင်းဆိုလို့ရှိရင်တော့ clay တွေမှာ အပြောပြစရာဇလန်းတွေလည်းအများကြီးရှိတယ်အဒါပေမဲ့လို့နှစ်နာရီကြာရုပ်ရှင်ဖြစ်နေဖန်တီးတာရဲစာလို့ရှိရင် short film အတွက်ကလည်းအလိုအပ်တယ်လို့ထင်ပါတယ်ဒါကြောင့်မလို့ဒီ platform ဟာ short film တွေအတွက်ဖြစ်ပါတယ်အဲ့တော့ခုလွန်ခဲ့တဲ့အနည်း20လောက်တုန်းကတော့နိုင်ငံသားပညာရှင်များကိုလည်းပြည်တွင်းကိုခေါ်ရတယ်ပြည်တွင်းကနေပြီးတော့လည်းပြည်ပကို ပုတ်ကလေးတွေကိုလည်းရှာတင်မှုအတွက်ဆိုပြီးတော့သင်တန်းတွေကိုလည်းပဲလွှတ်ရတာရှိရပေါ့အဲ့တော့လွှတ်လာပြီးသွားတဲ့အခါကျရင် pitching ဆိုတဲ့ပြိုင်ပွဲလေးတစ်ခုကိုဝင်ရတယ်သူကအဲ့ဒီပြိုင်ပွဲမှာဟိုကိုပြောချင်တဲ့ဇလံလေးကိုပေါ့နော် ပြောပြထားအောင်ဆိုကျွန်မ pitching ကိုလည်းပဲသင်ပါတယ်ဆယ်နှစ်ကျော်နေပြီသင်လာအဲ့တော့အခုဒီပွဲဟာ Cine Craft မှာအာကိုရေးတဲ့ ဝတ်ချူကိုဇလန်းကိုကိုရေးမယ်ပြီးရင်ကျမတို့စီမှာ pitch လုပ်မယ်လုပ်တဲ့ခါကြလို့ရှင် jury လူကြီးတွေရှိမှာပေါ့နော် international expatriate လည်းပါမယ်နောက်ပြည်တွင်းက expatriate လည်းပါမယ်အဲ့လိုမျိုးနဲ့ရွေးမယ်ရွေးလို့ရတဲ့ဇလန်းကို senior craft ကနေရော scholarship လို့ဟာမျိုး grant program လို့ဟာမျိုးတွေလည်းထုတ်ပေးမှာဖြစ်တယ်အဲ့တော့ grant က30ရို30ရို30မျိုးတွေကိုထုတ်ပေးလိုက်လို့ရှင် ထုတ်ပေးလာတဲ့ grant နဲ့ဒီ story ကိုရိုက်ရမှာဖြစ်တယ်။ကျမတို့ဟိုရဲဆွစ်ဇာလန်က open door lab မှာဆိုလို့ရှိရင်တော့ grant တစ်ခါထုတ်ပေးပြီးသွားလို့ရှိရင်၃နှစ်အတွင်းကားဖြစ်အောင်ရရတာပေါ့။ကျမတို့ဒီမှာလည်းသတ်မှတ်ချက်တော့ရှိမှာပဲ။အဲတော့ဖြစ်လာတယ်ကားထွက်လာတယ်ပြမယ်ပြပြီးသွားလို့မှအာပြိုင်ပွဲဝင်ဖို့အတွက်ကိုစင်တန်းမိတယ်ဆိုလို့ရှိရင် ကျမတို့ short film festival ကိုဝင်ပေးမှာဖြစ်ပါတယ်။အာအရင်ကတော့ကျမတို့စီမှာအာမြန်မာရုပ်ရှင် နှစ်နာရီစာတွေဟာအပြသေးတာဖြစ်တယ်ရုပ်ရှင်ပွဲတော်တွေမှာအပြအပြတွေရှိတယ်တချို့ရုပ်ရှင်တွေပဲတစ်ကိုနေပြိုင်ပွဲဝင်တာပေါ့ကျမကတော့ကျမရဲ့မိတ္တာတော့ဆိုတော့ပြိုင်ပွဲဝင်တယ်ကျမအပြိုင်ဝင်ရတာကိုကြိုက်တယ် အဲ့တော့အပြအပြင်ကမှအပြိုင်ကိုဝင်နိုင်မှုအတွက်ပြီးတော့ short film တွေအတွက်ရည်ရွယ်ပြီးတော့လုပ်တဲ့ program လေးဖြစ်တယ်ပေါ့နော်ပြီးသွားတော့ဒီမှာ show လည်းပဲပါတယ်အခုနောက်ပိုင်းမှာရုပ်ရှင်တင်မှမဟုတ်တော့ဘူးနှစ်နာရီ content မှမဟုတ်ဘူးဒီလို show တွေမှာကိုလည်းပဲအပြည်ပြည်ဆိုင်ရာနေတော့ပွဲတွေမှာစုတွေပေးတာတွေရှိရယ်လေအဲ့တော့အဲ့ဒီစုတွေအတွက်လည်းပဲရည်ရွယ်ပါတယ်ဒီဘက်ကမြန်မာပြည်ကထုတ်တဲ့ show တွေလည်းပဲပြိုင်ပွဲဝင်နိုင်အောင်ပေါ့အဲ့တော့ မတို့အားလုံးဒီလို platform တစ်ခုစလုံးကိုပေါ့နော်လွန်ခဲ့တဲ့အနှစ်20ရာနေစိတ်ကူးရင်လာခဲ့တာအကောင့်အထည်ပေါ်သွားပြီလို့ယူဆပါတယ်ဒီရဲ့ဒီရှိကိုရွေးနိုင်မှုအတွက်ကတော့ပါလာတဲ့လူတွေရဲ့အပင်ကိုစွန့်ရည်နဲ့လည်းမူတည်ရဲ့ဘေးရလူတွေရဲ့ guideline နဲ့လည်းပဲအမူတည်ပါတယ် AES ဆိုပါတော့အများကြီး academic ဟိုစာ chemical series ထုတ်ထားပြီးသားဖြစ်ပါတယ်။အော်မျှော်လင့်ပါတယ်အဖြစ်လာလိမ့်မယ်လို့ ဘေးဆိုအကြောင်းမှာတော့လေ academic ဟိုစာ curriculum လို့ခေါ်တယ်သင်ယူညွှန်းနှန်းကို module တွေကို develop လုပ်တဲ့အခါကျလို့ရှင်ကျွန်တော်နိုင်ငံတကာကကျောင်းနေနဲ့လဲချိတ်ဆက်ပြီးတော့လုပ်တာဖြစ်ပါတယ်လူတွေကတော့လေကိုရီးယားရဲ့ model ကိုကြည့်လိုက်လေ YG တို့ဘာလို့ဆိုရဲ agency တွေကလုပ်ပုံလုပ်နည်းအရဆိုရင်တော့သူကတိတိလေးတွေပေါ့ kit program ဆိုတိတိလေးကလည်းပြန်ရတယ် ပြီးတော့မှအာတင်းပရိုဂရမ်ဆိုစေကျော်သက်တရားပြိုင်နေပြီးတော့ youth program ဆိုပြီးတော့ပြိုင်နေပြိုင်နေတဲ့အထက်ကနေတော့မှကြည့်တယ် training ပေးတယ်ပြီးတော့မှသူတို့တွေသချင်းဆိုတယ်သချင်းဆိုတယ်ကတယ်ပြီးတော့မှသူတို့တွေ television ကြော်ညာတွေကိုရိုက်တယ် TV series တွေမှာပါတယ်ပြီးတော့မှရုပ်ရှင်တွေကိုပါတယ်ရုပ်ရှင်ကနေတော့မှအသက်20နဲ့6နှစ်9နှစ်လောက်အရွယ်ရောက်လာမယ်ဆိုလို့ရှိရင် agency ကမေးတယ်လေမင်း ဘယ်နိုင်ငံကိုသွားကျင်တယ်လဲအတချို့ကအချိုင်းနာကိုသွားကျင်တယ်သွားတိုင်းသင်လိုက် Chinese language သင်လိုက်ဆိုပြီးတော့သင်ခိုင်းတယ်အတချို့ကတော့ပြင်သစ်ကိုသွားကျင်တယ်သွား fashion ကိုသင်ယူလိုက်ပြင်သစ်စကားပြောသင်ယူလိုက်ကနေဒါကိုသွားကျင်တယ်အင်္ဂလိပ်စကားပြောသင်လိုက်သူရဲ့ trend ကိုကြည့်လိုက်အဲ့လိုမျိုးတွေ agency တွေက trend လုပ်ပေးတယ်အခုဒီတိုင်းမိမှာတော့ဒီလိုမျိုးလုပ် မဲ့ agency လိုနေတယ်လို့ကျွန်မကတော့ collat တစ်ခုကိုမြင်တာပဲเนาะဟို agency ဟာဟိုရင် success letter ပေါ့ကိုဒေါ်စာရွေးလာခဲ့တဲ့လူရဲ့အောင်မြင်မှုဖြည့်ကြစ်တွေကိုထူထောင်ပေးနိုင်တဲ့လူဖြစ်ဖို့လိုပါတယ်အကျမတို့တဖြည်း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 တော့ရွေးရမှာပဲလေနော်လုံးချရရလည်းအများကြီးပဲဒါကြောင့်မလို့ကျမအခု93နှစ်ရောက်တဲ့အထိဒုံးနေတော့ပဲ